င်္ဂလာပါရှင်ဇွန်လ3ရက်အင်္ဂါနေ့ရွှေရံကုန်းရဲ့ရန်ကုန်တခွင်သတင်းစုံလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မယ့်သတင်းကတော့ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များတွင် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်တဲ့သတင်းဖြစ်ပါတယ်။ 2025-2026ပညာသင်နှစ်အတွက်ကျောင်းအပ်လက်ခံခြင်းကိုမေလ22ရက်မှဇွန်လ3ရက်အထိကျောင်းအပ်နိုင်ရေးသတင်းပတ်အဖြစ်သတ်မှတ်ပြီး9နှစ်အရွယ်ကလေးများကိုသူငယ်တန်း KG တို့အနှံရန်နဲ့6နှစ်အရွယ်ကလေးများကိုပထမတန်း Grade 1တို့အနှံရန်ပညာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များတွင်2025-2026ပညာသင်နှင့်အတွက်အခြေခံပညာကျောင်းများကိုစွန်လ2ရက်နနက်9:00နာရီကစတင်ပြီးဖွင့်လှစ်ခဲ့ရာသက်ဆိုင်ရာကျောင်းများအလိုက်ကျောင်းသားကျောင်းသူများအေဂျင့်ပျော်ရှင်စွာစတင်ပညာသင်ကြားကြကြောင်းသိရပါသည်။ကျောင်းများစတင်ဖွင့်လှစ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှကြီးကြပ်ပြီးဌာနဆိုင်ရာတာဝန်ရှိသူများရက်ွက်ကြီးပါအုပ်ချုပ်ရေးအဖွဲ့ဝင်များသက်ဆိုင်ရာကျောင်းများရှိဆရာဆရာမများနှင့်ကျောင်းသားမိဘများကလို ဝတ်တီများပူပေါင်းကူညီဆောင်ရွက်ပေးကြကြောင်းသိရပါတယ်။ကျောင်းအရာတွင်လည်းငွေကြေးတစုံတရာ ကောက်ခံခြင်းမရှိဘဲကျောင်းသားကျောင်းသူများအားကျောင်းသုံးပြထန်းစာအုပ်၊ဗလာစာအုပ်၊ခေရန်၊ဘော်ပင်ကျောင်းဝတ်စုံများကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးရကြောင်းသိရပါတယ်ရှင်။ဆလတ်တင်ဆက်ပေးမှာကတော့ဗဟန်းမြို့နယ်တွင်2025ခုနှစ်အစိုးရဓမ္မစရိယစာမဝေးဖြစ်ဆိုတဲ့တင်ဖြစ်ပါတယ်။သာသနာရေးနှင့်ယဉ်ကျေးမှုဝင်ကြီးဌာနမှကျင်းပသောအစိုးရဓမ္မစရိယစာမဝေးကို ဗန်းမြို့နယ်ရှိရကုံဖျားရှိပံမုံအာဇာနီပိတ်မှန်လန့်ရှိရှင်သာမဏေဓမ္မပိတ်မှန်တွင်ဇွန်လ၂ရက်မွန်းတဲ့၁၂နာရီကအေးချမ်းစွာဖြစ်စတော်မူကြကြောင်းသိရပါသည်။အဆိုပါ၂၀25ခုနှစ်အဆိုရဓမ္မစရိယစာမေးပွဲတွင်ဓမ္မသင်္ကနီပါဏီအထကထာပါဒရဲ့ပထမနေ့တွင် စာဖြည့်တန်ကားတော်သီလရှင်နှင့်လူပုဂ္ဂိုလ်စုစုပေါင်း၁၁88ပါးဖြစ်စုကြကြောင်းသိရပါသည်။စာဖြည့်ပွဲတွင်နိုင်ငံတော်တန်ခမဟာနာယကဒုတိယဥက္ကဋ္ဌဆရာတော် ဥသူစိတ်ဓာနေနသားဆရာတော်နဲ့နိုင်ငံတော်တန်ခမဟာနာယကဆရာတော်၅ပါးရန်ကုန်တိုင်းတန်ခနာယကဥက္ကဋ္ဌဒေါက်တာဘတ်ထနာအကသာမီ စာမဝေးကြီးကြပ်ရေးအဖွဲ့နဲ့ဥက္ကဋ္ဌဆရာတော်ဘတ်ထနာကုနာလင်္ကာရမဟာသိန်းတော်ကြီးပရိယတ်ထိစာသင်တိုင်းနဲ့ကြီးကြပ်ရေးဆရာတော်52ပါးကြောက်ရွံ့တော်မူကြပြီးခရိုင်နှင့်မြို့နယ်တာဝန်ရှိသူများကဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါသည်အစပါစာမွေးကိုဇွန်လ၂ရက်မှ၆ရက်ထိကျင်းပသွားမှာဖြစ်ကြောင်းလည်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့အောင်မြင့်ကပြပလာတာပါ။ နောက်ထပ်တင်ဆက်မယ့်သတင်းကတော့အလေအလတ်အစဉ်အရာရန်တင်နန်းအမတ်စဉ်73တင်နန်းဖွင့်လေးတဲ့သတင်းဖြစ်ပါတယ်။ အလဲအလတ်အစဉ်အရာရန်တင်နံအမှတ်စဉ်73ရဲ့တင်နံဖုံးပွဲကိုဇွန်လ2ရက်နနက်9:30မိနစ်ကနိုင်ငံဝန်ထမ်းတကသူအောင်မြမပြီးရတနာတင်ကခံမာရင်ကျင်းပါရာ ပြည်အောင်စုရာသူဝန်အဖွဲ့အဖွဲ့ဝင်ဦးစိုးတင်နိုင်ငံဝန်ထမ်းတကသူအောင်မြမပြီးမှပေါမောက်ခါချုပ်ဒုတိယပေါမောက်ခါချုပ်စီမံခန့်ခွဲရေးတာဝန်ရှိသူများတင်ကြားရေးဌာနများမှဆရာဆရာမများတင်နံသားတင်နံသူများတက်ရောက်ကြတယ်လို့သိရပါတယ် တင်နန်းဖွင့်ပွဲတွင် ပြည်အောင်စုရာထူးဝန်အဖွဲ့အဖွဲ့ဝင်ကတင်နန်းဖွင့်မှာစကားပြောကြပါရယ်အဆိုပါတင်နန်းကိုတင်နန်းသား44ဦးတင်နန်းသူ49ဦးစုစုပေါင်း63ဦးတက်ရောက်ကြပြီးဇွန်လ2ရက်မှ အောက်တိုဘာ22ရက်အထိဖွင့်လှစ်မှာဖြစ်တယ်လို့သိရပါရယ်ရှင်ဒီသတင်းကိုတော့အောင်မြင့်ကပေးပို့ထားပဲဖြစ်ပါရယ်နောက်ထပ်တင်ဆက်ပေးမှာကတော့တိုက်ကြီးမြို့နယ်တွင်ပြည်စာအမှတ်တစိကက်နှစ်ရောင်းချရသောဆိုင်များတွင် အခွန်ဆိုင်ရာအသိပညာပေးဖီနိုင်းချိတ်ဆွဲတဲ့တဲ့တင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ်တွင်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးထိန်လင်းအောင်ဦးဆောင်ပြီးမြို့နယ်စီမံသားရေးအဖွဲ့မြို့နယ်ရေတပ်ဖွဲ့မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနတို့ပူးပေါင်းပြီးပြည်စာအမှတ်တရစိတ်ကနှစ်ရောင်းချရသောဆိုင်များတွင်နိုင်ငံကြီးသားပိသားစွာဤဆိုင်တွင်အခွန်ဆောင်မှဟူသောအခွန်ဆိုင်ရာအတိပေးကြေညာချက် V9 ချိတ်ဆွဲခြင်းကိုဇွန်လ၂ရက်နေ့နဲ့၁၇ရက်နေ့ကအများပြည်သူသိရှိနိုင်ရန်ဆောင်ရွက်ကြကြောင်းသိရှိရပါသည်ရှင်ဒီသတင်းကိုတော့ဝိယီကပေးပို့လာတာပါ ။နောက်ဆုံးနဲ့ဇမဲတရင်ကတော့စေကြီးခနောက်တို့မြို့နယ်တွင်ကလေးငယ်များအားကာကွယ်စေထိုးနှံတိုက်ကျွေးတဲ့တရင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးစေကြီးခနောက်တို့မြို့နယ်တွင်မွေးကင်းဆာမအသက်တနှစ်ခွဲအရွယ်ကလေးငယ်များအားပုံမှန်ကာကွယ်စေထိုးနှံတိုက်ကျွေးခြင်းကိုဇွန်လ၂ရက်နေ့နံပိုင်းမှာစပြီးမြို့နယ်ဒေသနရစေပေကံတွင်ကျမ်းမာရေးဝန်ထမ်းများကဆောင်ရွက်ပေးလျက်ရှိပါတယ်။ကာကွယ်စေထိုးနှံပေးရာတွင်ရက်ကွက်ကိုရက်ကွက်မှကလေးငယ်များရဲ့အသက်အပိုင်းအခြားအလိုက်စုံစုကြညာမေခိုင်းအသေးအောင်အသက် ဝါပြီးအုံနောက်အမေယောင်စားတဲ့ငါမျိုးဆက်ကာကွယ်ဆေးများထိုးနှံပေးခြင်းပိုလီယိုအဆက်အစာစီတိုက်ကျွေးခြင်းတို့အပြင်ပေါင်ချိန်ပေးခြင်းကလေးငယ်များအတွက်အစာကျန်းမာရေးစစ်ဆေးကူတာပေးခြင်းများကိုစောင့်မကြကြောင်းသိရပါတယ်ဒီသတင်းကိုတော့ဝေယံကပေးပို့ထားပဲဖြစ်ပါတယ်ရှင်